မိုင်းရောင်း၌ယင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းရောင်းခရိုင်မိုင်းရောင်းမြို့နယ်တွင်ကျောင်းသားကျောင်းသူလူငယ်လူရွယ်များယင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကိုကြဲကြဲပြန့်ပြန့်သိရှိပြီးယင်လမ်းအန္တရာယ်ကင်းရှင်းစွာသွာလာတတ်စေရန်ရည်ရွယ်၍ယင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကိုယနေ့မွန်လဲတနာရီကအခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရေဦးစွာခိတမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းတန့်စင်မျိုးက အမှားစကားပြောကြားပြီးယာယီရဲတပ်ဖွဲ့မှရဲမှူးတင်ကိုကကျောင်းသားကျောင်းသူများအနေဖြင့်ရင်အန်ဒီရဲ့ကင်းရှင်းစီရေးလိုက်နာဆောင်ရွက်ရမည့်အချက်များနဲ့လမ်းဖြတ်ကူးသွားလာရာတွင်လည်းတတိပြုဆောင်ရွက်ရမည့်အချက်များရင်စည်းကမ်းလိုက်နာခြင်းမရှိပါကအရေးယူဆောင်ရွက်မှုအခြေအနေများရင်စည်းကမ်းလမ်းစည်းကမ်းအသုံးပြုသူများလိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများကိုဟောပြောခဲ့ပါသည်ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များက လမ်းပေါ်ရှိရေစေးအမှတ်သားများလမ်းညွန်အမှတ်သားများစပိန်စီးသူများလိုက်နာရမည့်အချက်များလမ်းလျှောက်သူများလိုက်နာရမည့်အချက်များဆိုင်ကယ်စီးလျင်ဆိုင်ကယ်အုပ်ထုပ်ဆောင်ရန်နှင့်မေးတိုင်းကျစနစ်တကျတက်စင်ရန်အချက်များကိုအသီးသီးဟောပြောခဲ့ကြပါသည်အဆိုပါရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောခဲ့သူမြို့နယ်ရင်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များဆရာဆရာမများကျောင်းသားကျောင်းသူများတရာဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်ခမညာဆက်လက်ပြီး မိုင်းပြင်းမြို့၌ရင်းအန်ဒယ်လန်ရဲ့အသိပညာပေးရှင်လင်းပွဲနှင့်ပြည်သူစစ်မှုထမ်းအကြောင်းရှင်လင်းပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမြို့တွင်ရင်းအန်ဒယ်လန်ရဲ့အသိပညာပေးရှင်လင်းခြင်းနှင့်ပြည်သူစစ်မှုထမ်းအကြောင်းရှင်လင်းပွဲကိုယနေ့နေ့နဲ့ဆယ်နာရီကကျောင်းလုံဘုံကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဥစွာမြို့နယ်ရင်းအန်ဒယ်လန်ရဲ့ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းကရင်းစည်းကမ်းလမ်းစည်းကမ်းနှင့် ပြည်သူစစ်မှုထမ်းဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍မြို့နယ်အဆင့်ရင်းအန်ဒီလန်ဒီကင်းရှင်ကော်မတီအတွင်းမှရဲမှုစိုးလွင်ကရင်းအန်ဒီလန်ဒီအများအကြောင်းကို၎င်းအဖွဲ့ဝင်ဦးဆိုင်ထွန်းစိန်ကရင်းအန်ဒီလန်ဒီကင်းရှင်ရေးနှင့်ပြည်သူစစ်မှုထမ်းဆိုင်ရာအကြောင်းတို့ကိုရှမ်းဘာသာဖြင့်၎င်းအသိပညာပေးရှင်းလင်းဟောပြောခဲ့ပါတယ်။ထို့နောက်ခန်းသားတို့တက်ရောက်လာသူများကျမ်းမာရေးဌာနမှတာဝန်ရှိသူများက ကိုဗစ် -19 ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါရင်းအန်ဒဲလန်တဲ့အသိပညာပေးရှင်းလင်းပွဲနဲ့ပြည်သူ့စစ်မှုထမ်းအကြောင်းရှင်းလင်းပွဲအခမ်းအနားသို့မြို့နယ်ရင်းအန်ဒဲလန်တဲ့ကင်းရှင်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့ပေါ်ရက်ွက်၃ခုမှမိဘပြည်သူများစုံလင်စွာတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။